မင်္ဂလာပါရှင်။ဒီပွားရေးမဂ္ဂဇင်းမှာပါရှိတဲ့တာရည်သူနွားကြောင်းသားရေးသားထားတယ်။အော်အဖိုးဆုံးခဲ့ပြီဆိုတော့တမျက်နာဝတ္ထုတို့ကိုဖက်ပြပေးသွားမှာဖြစ်ပါတယ်။အော်အဖိုးဆုံးခဲ့ပြီ။ခြေသားမှာခြေသားရဲ့အဖိုးဝါကောင်လာစင်းဆယ်ရည်နေကဆုံးခဲ့ပြီ။ငါမီးကောငါမီးကိုတေကာနီမြင်ကျင်တဲ့ဟုခဏခဏမေးသေးသည်။ခြေသားရဲ့အဖိုးသည် အသက်89နှစ်နေခဲ့ရသည်တေထိုက်ပြီးတေမျိုးကြီးဖြစ်တော်လဲခြေတာအဖိုးကဲ့သို့အသက်မရှိကြလောကုတ္တရာအကျိုးကိုတောင်းရမသွားကြရာဒွါကလည်းတေမအဖိုးတန်သည်ပညာရှိသည်ဟုနှမျောဆုတ်သက်ကြသည်ခြေတာစီစာချက်ချင်းမထည့်သည်မှာတေသူအတွေ့အကြမထူ၍ဖြစ်သည်ခြေတာ၏အဖိုးအလောင်းကိုခြေတာမြင်ရက ပရိဒေဝလောင်ကျွမ်းမည်ဟုအဘတွေးမိသည်ရှင်အာမတန်နိုင်လျင်လာတော်လဲအကြောင်းမထူယခုချက်သားဤစာတွင်ထဲ့မင်းမှအဘချက်သားကိုသိစေခြင်းဖြစ်သည် အကျွန်သည် အထက်ပါစာကိုဖတ်ပြီးနောက်ညည့်ရိုစီလျင်အတန်ကြာမှိုင်မိသည်အကျွန်နွားကြောင်ရာကအပြင်အင်းဝါရွှေမြို့တော်ကောင်းစားခဲ့ပုံကိုအကျွန်၏အဖိုးပြောပြ၍ဘ ഹു တ္တရာခဲ့၏ ပကံခက်တုံကဘဲတို့ဘဲညာဘာသာတဒနာဘလို့ထုံးကားတယ်လို့ကိုငုံရကပြောဖို့ဒီကိုမမေ့ပါ မင်းတော်မင်းကြီးလက်ထက်တော်တွင်ကောင်းကောင်းသိမိသဖြင့်မြမပြည့်တချင်ပိုင်းရစေကားမူကိုမေကိုချင်းနေထိုင်ရပုံအရသာထူပုံများကို အကြုံမြင်ရသေး၏ဩအဖိုးပုံတို့ပတ်စမပြောနိုင်တော့ဘူးနော်အဖိုးဆုံးပြီအဖိုးတို့မှာကိုမေကိုချင်းနေတဲ့ပိုင်း မလွတ်လပ်သောအဖြစ်နှင့်တပိုင်းနှစ်ပိုင်းပိုင်း၍နေခဲ့ပူပြီးနောက်ပိုင်းကိုအကျော်သိ၏ခြေပိုင်းကိုအဖိုးကြည့်၍အာကြမိ၏လွတ်လပ်ပူတဲ့အဖိုးရဲ့အသက်တပိုင်းကိုမြအကျော်မပူစော်ရတုံတကားသာသည်ဖြင့်အချိန်အတန်ကြာအောင်အကျော်ရေရွမိ၏ဖို့တို့ရေရွရကအလွန်စင်းစားပွဲပါသောမှားသားချက်တစ်ခုကို အကျုံတရိယာမိပြန်၏တနေ့တော့အကျော်သည် နွားများချက်သွင်းပြီး၍အဖိုးအလုံးကလက်ဖက်ရည်မြေကရနှင့်ငခုငပီးတံပြာရည်ညှစ်ထားပြီး၍အယံတဲ့စီစဉ်ထားရ၏အဖိုးအနာကဒုတော့ထန်လျက်ပြောသည်များနာခံမှတ်သားရ၏စကားမှာထွေရတောင်းပြောင်းမဟုတ်တခါပြောလျင်မှတ်သားစရာတစ်ခုပါ၏ထိုနေ့ကဝင်းစင်းမင်းရစာခေါ်အဖိုးရစာအကြောင်းဖြစ်၏အဖိုးရစာလူပြိုဘဝက တကြီးသမီးမဲချစ်ကို ပို့တော်အခါရှေးလူပြိုလှန်နေတဲ့တချင်းအတိုင်းသက္ကထာဝဲပို့စာတွေရှေးစကားတပြက်ပြက်နဲ့အချင်းကုန်ကြ၏၎င်းအနေအဖိုးရာဇာကိုလူပြိုသည်မဲချစ်အားစီကွက်30အုံးခုနှစ်ပိတ်သားအုံးသုံးဘိတ်တာအိုးအိုးသုံးလုံးသာရှိလျက်ငါးဘိတ်တာစီအတိကြရအောင်အချင်းခိုင်း၏မဲချင်းမချင်းတန်း၍အဖိုးရာစာချင်းပြား၏ အကျုံအဖို့သည် အကျုံကိုချင်ခိုင်း၏အကျုံမချင်တတ်သော အဖို့ချင်ပြ၏ယခုတက္ကသိုလ်ခေတ်တွင် အလွယ်ဖြစ်တော်လေရစ်ခေတ်တွင်ထိုအိုးသုံးလုံးနှင့် အလေးချင်ခွက်မပါဘဲပိုပြောင်းသည်ရွှေနှင့်ငါးဖိတ်တာအတိကြရအောင်ချင်ပြပုံမှာမလွယ်လားဉာဏ်ပညာကို အထူးလေးစားထား၏အဖို့သည်ငခုငပိကျော်စားကလက်ဖရည်ကြရင်တလိုင်းအမတ်နှင့် ဘိုးရစာကြံစုပ်ကြသည့်ပုံကိုပြောပြ၏အကျော်နားလေသည်များမှာအဖိုးရစာကအယတာကိုတဖြည်းဖြည်းခန်းစားရအောင်အဖျားကစုံမီဟု လောကနေတိကိုကိုဤတလိုင်းအမှတ်ကမြက်စွာဘုရားဤကိုယ်တော်လက်မဆန့်ခင်စသောသင်္ခါရဓမ္မနှင့်အယတာရှိရာအရင်ဆုံးလို့ဆို၏ဘိုးရစာအရှုံးပေးပြီးတလိုင်းအမှတ်ကျင်းနဲ့သွားပေးပြီးဤမြတာသည် အဖိုးပြန်နေရှင်ပြပုံကဟုတ်ယူလာမည်ရဲ့ဘိုးရစာလို့မှတကယ့်ပညာရှိကွယ်ဘိုးရစာကဲ့သို့ ရှင်းနောက်ချိန်ဆနိုင်တဲ့ပုံကိုတူဟာတကားစစ်ထိုးဘွဲမှာငါကဒါပြောရင် तू ကဘာပြောမင်း तू ကအဲ့ဒါပြောရင်ငါကဘလို့အုံမင်းလို့နှစ်ဆင့်သုံးဆင့်တွေးတတ်ပြီးပေါ့ဒီတော့ဘိုးရစာဟာ तू ကလောကနီတိကိုကိုးရင်တလိုင်းအမှတ်ကသင်္ခါရဓမ္မကိုကိုးလိုက်မယ်ဆိုတာ သိပြီးွယ်သတိနှလို့နေမှာပေါ့အဖိုးသိရင်သူနိုင်မှာပေါ့ဘီရင်မင်းကောင်ကဘယ်အရာသာ အကောင်းဆုံးလဲလို့မေးတော့ဖို့ဦးအကောင်းဆုံးလို့ပြောတယ်မဟုတ်လားတနေ့တတိကြာလို့ဘီရင်ကအလစ်ကောက်ပြီးသူ့ကြီးကောင်းသလားဆိုတော့စားပါမှာတဲ့အဲ့ဒါလို့သတိမမေ့လျှောက်ခဲ့ဘူးတဲ့ပညာရှိကြီးွယ်အဲ့ဒီတော့ဟိုတခါတုန်းကတလိုင်းအမှတ်ကို အဖိုးရစာနိုင်အောင်ပြောရင် နိုင်မှာပဲ သို့သောအဖို့ရာဇာရဲ့အကြောင်းကဒီလဥရန်တွင်ရင့်မှာမဟုတ်ဘူးပြီးတော့ငါဒီတစ်ခါအရှုံးပေးဝေခံလိုက်ရင် နောင်လာနောက်သားအတွေ့နမူနာကောင်းဖြစ်ရဲ့လို့တလိုင်းအမတ် သင်္ခါရဓမ္မနဲ့ကိုင်နိုင်အောင်တကားပြောပြီးတော့ဘဝအချက်ကိုင်တော့ "तू आ အင်းခမည်းစကားကကျုပ်စကားထက်ကောင်းပေတယ်လို့ဝေခံလိုက်တယ်မဟုတ်လားဟောနောင်လာနောက်သားတွေကြတော့ ပညာရှိမှန်ရင် ကိုမားတာကိုဝန်ခံရမယ်လို့အဖိုးရာစာကိုပုံပြုတ်ပြီးပြောနေကြပြီမဟုတ်လားအဲ့ဒီလိုနောင်လာနောင်သာနမူနာရအောင်ဟိုခါတော့ကအဖိုးရာစာတမင်အရှုံးပေးပြီးဒီဆက်ကိုခင်းနာကွဲတဲ့ဩအဖိုးကြကြံဖက်ဖက်ပြောတတ်ပါပြီဩအဖိုးဆုံးခဲ့ပြီဖိုးရာစာလဲတာ၍အယိုးဆွေးနေပြီတကားထို့တော့ပင် အကျော်ညှိတွားမိပါသည်။နှွားကြောင့်သာဒီနေရာမှာတော့ဩအဖိုးဆုံးခဲ့ပြီဆိုတော့တမျက်နာဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်။